မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီတပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း GIA ကစစ်ရဟယင်းလေးစီးနဲ့တိုက်ပွဲရင်တစည်းကိုပစ်ချနိုင်ခဲ့ပြီးမေလ20ရက်နေ့ဖြစ်တဲ့မနေ့ကပစ်ချလိုက်တဲ့ MI70 စစ်ရဟယင်းနှစ်စီးဟာအနည်းဆုံးအမေရိကန်ဒေါ်လာတန်30တန်ကြီးရှိတယ်လို့ပြောပါတယ် ကချင်ပြည်နယ်ဖက်ကမြို့နယ်အတွင်းခြိတက်လာပြန်တဲ့အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို KIP တဲ့ပူပေါင်းတပ်တွေကပိတ်ဆို့တက်ခတ်မှုအတွင်းစေကောင်စီဘက်ကအသေးတဲ့သူတွေတော်တော်ကိုများနေပြန်ပြီးစစ်သားတွေရဲ့မပါလောင်းတွေနဲ့လက်နက် KN တွေပါတင်းစီရရှိထားပြန်နေဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြပါစုတ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ အချက်ဖတ်စစ်ကောင်စီတပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း GIA ကစစ်ရဟတ်ရင်၄စီးနဲ့တိုက်လေရင်တစည်းကိုပြစ်ချနိုင်ခဲ့ပြီးမေလ20ရက်နေ့ဖြစ်တဲ့မနေ့ကပြစ်ချလိုက်တဲ့ MI70 စစ်ရဟတ်ရင်၂စီးဟာအနည်းဆုံးအမေရိကန်ဒေါ်လာတန်း30တန်ကြီးရှိတယ်လို့သိရပါတယ်ရန်ကုန်ခေတ္တရဲ့လေလာချက်တွေအရဆိုရင်လည်းလက်ရှိ MI70 ရဟတ်ယင်တစည်းရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ16တန်းကျော်ကနေ18တန်းကျော်အထိအစားစားတန်ကြီးရှိတယ်လို့သိရတယ်လို့ မနေ့က KAI တက်တွေပြစ်ချလိုက်တဲ့စစ်ကောင်စီဘက်က MI17 ရဟတ်ယာဉ်နှစ်စီးရဲ့တန်ဖိုးဟာအနည်းဆုံးအမေရိကန်ဒေါ်လာတန်30ကျော်ရှိတာကိုတွေ့ရပါတယ်ဖြစ်စဉ်ကတော့မေလ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲတိုက်ပွဲပြင်းထန်နေတဲ့ဗမော်မြို့နယ်ကစစ်ကောင်စီရဲ့စက္ကခ21ထဲကိုစေကူအင်အားလာဖြစ်နေတဲ့ MI17 ရဟတ်ယာဉ်3စီးတဲ့ကနှစ်စီးကို GIP တဲ့ပူပေါင်းတက်တွေကထိမှန်အောင်ပြစ်ချနိုင်ခဲ့ပြီးအဲဒီကရဟတ်ယာဉ်တစ်စီးကတော့ GIA တရင်ငါနေမြေတဲမှာမေးလောင်ပြတ်ကျသွားသလို နောက်ထပ်ရဟယင်တစည်းကတော့ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့ရပြီးတဲ့နောက်ဘေးဆောင်လဲပြီးပန်ငါတွေပါကျိုးပြတ်သွားတဲ့အပြင်မိပါထလောင်တဲ့အတွက်အရေးပေါ်မိငိမ့်တက်တာတွေလုတ်ခဲ့ရတယ်လို့လေတတွင်းသတင်းရှင်းမကအတိပြုပြောထားပါသေးတယ်။အဲဒီနောက် KIA နေမီဒက်ကရဟယင်ပြတ်ကျတဲ့နေရာကိုတော့ KIPD ရဲ့ပူပေါင်းတပ်တွေကချက်ချင်းရောက်ရှိသွားတဲ့အချိန်ရဟယင်ပြတ်အနီးမှာရုံမပြတ်သေးတဲ့စစ်ကောင်စီဘက်ကရဟယင်မှုကပတိန်ဘိုးကြီးမျိုးထက်အောင်ရဲ့မပါအလောင်းကိုတွေ့ရပြီးနောက်ထပ်ဘိုးကြီးကျော်မြင့်ထူး ဗိုလ်ကြီးချမ်းသာအပါဝင်အခြားလီဒါအဖွဲ့ဝင်၄ဦးလဲရဟန်းရင်ပြတ်ကျက်မှုအတွေ့အသီးသီးတိတ်ကုန်ကြတဲ့အကြောင်းနဲ့လေရင်မှာမိလောင်ပျက်စီးသွားတဲ့အကြောင်းကိုတော်လိုင်းတက်တွေကမှတ်တမ်းတင်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။အဲ့လိုတော်လိုင်းတက်တွေဘက်ကတပ်ပုံဗီဒီယိုနဲ့တကွမှတ်တမ်းတင်ထားတာတော့တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကအဲ့ဒီဗမာမျိုးမှာရဟန်းရင်ပြတ်ကျက်မှုဟာဆက်ချုပ်ရွင့်မှုကြောင့်ပြတ်ကျတယ်ဆိုပြီးသူတို့ရဲ့ထုံးစံအတိုင်းလိန်လေတည်င်းထုတ်ပြန်ထားသလိုဘလို့ပဲဖြစ်ဖြစ်လက်ရှိမှာတော့အကြမ်းဖက်စစ်ကောင်စီတက်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကရင်ကစစ်ရဟယင်၄စီးနဲ့တိုက်လေရင်တစီးကိုပြစ်ချနိုင်ခဲ့ပြီးမနေ့ကပြစ်ချခဲ့တဲ့စစ်ရဟယင်၂စီးရဲ့တန်ချေဟာအမေရိကန်ဒေါ်လာတန်း30ကျော်တန်ဖိုးရှိတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာလေကချင်ပြည်နယ်ဖခင်မြို့နယ်အတွင်းခြိတက်လာပြန်တဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို KNP တဲ့ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများနေပြီးစစ်သားတွေရဲ့မပါအလောင်းတွေနဲ့လက်နက်ခဲယမ်းတွေပါတင်းစီရရှိထားပြန်တယ်လို့ KNP စီးရဲတတိယရှင်းပြကရေကုန်ခစ်တက်ကိုပြောပါတယ် ရုံခေတ်တကရရှိထားတဲ့ဓပုံတွေထဲမှာလေတိုက်ပွဲအတွင်းအတုံယုံသိနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မပါအလောင်းပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ GMP တဲ့ပူပေါင်းတပ်တွေကဖားကန်မြို့ပေါ်ကလွယ်ပြီးကျန်တဲ့မြို့ပပတ်လေကိုတိမ့်ပိုက်ထိမ့်ချုပ်ထားတာဖြစ်တဲ့အတွက်အဲ့ဒီနေမြေတွေကိုစစ်ကောင်စီတပ်ကပြန်လဲထိမ့်ချုပ်ခြင်းတဲ့အတွက်ကြောင့်စစ်ကြောင်းထိုးတာတွေလာလာလုံနေရမှာသူတို့စစ်တပ်ဘက်ကပဲအထိနာပြီးပြန်ပြန်ဆုတ်ပြေးသွားကြတယ်လို့ အခုတခါမှလည်းမေလာ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲဖခင်မြို့နယ်ဒက်ကိုစစ်ကြောင်းထိုးလာပြန်တဲ့အတွက် KNP တဲ့ပူပေါင်းတပ်တွေကတရားညီနောက်အနီးမှာပိတ်ဆို့တိုက်ခိုက်ချေမုန်းနေတယ်ဆိုပါတယ်အဲဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများနေပြီအဲဒီကစစ်သားမသားအလောင်းတွေကိုပါတော်လိုင်းတပ်တွေကရရှိထားပြန်တဲ့အပြင်လက်နက်ခဲယံတွေလည်းတင်စီရရှိထားပြီးစစ်ကောင်စီဘက်ကတော့အမှတ်မရှိလေကြောင်းပစ်ကူနဲ့ပါလာပြီးဘုံကျဲတိုက်ခိုက်နေပြန်တယ်လို့ မြေပြင်မှာလည်းသူတို့စစ်သားတွေဒီလောက်အသေးများနေတာတော့ရှေ့ကိုဆက်တိုးနေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လည်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ကင်းပြည်နယ်တန်တောင်ကြီးမြို့နယ်ကအချက်ဖက်စကောင်စီရဲ့ဗရင်နောင်တက်မြို့မှာရှိတဲ့ တိုက်ခိုက်ရေးတင်တန်းကြောင်းကိုတော်လိုင်းရေးတပ်တွေကရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအနေနဲ့စစ်ကောင်စီဘက်ကဗိုလ်မှူး၃ဦးအပါအဝင်စစ်သား9ဦးကတော့အသီးသီးတေကုန်ကြတဲ့အကြောင်းကိုတီထားရတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဖြစ်စဉ်ကတော့မေလ၁၉ရက်နေ့ကပဲတန်တော်ကြီးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဗျင်းအောင်တိုက်ခိုက်ရေးကြောင်းကိုတော်လိုင်းရေးတပ်တွေကတရားခေါ်မှမှရှော့တိုက်ဒုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဲ့ဒီလိုတိုက်ခိုက်မှုအတွင်း short တိုက်တုံး၄လုံးဟာစစ်ကောင်စီရဲ့တင်နန်းဂျောင်းတဲကိုကြက်ရောက်ပောက်ကွယ်သွားပြီးအခုလက်ရှိနောက်ဆက်တွဲတိထားချက်အရာအဲ့ဒီတင်နန်းဂျောင်းတဲမှာရှိတဲ့ဗိုလ်မှူး၃ဦးကတော့ပြင်းထန်ဒဏ်ရာတွေနဲ့စစ်ဆေးရုံမှာပဲတည်သွားပြီးတော့နောက်ထပ်ဒုတက်ချက်နဲ့စစ်တီစုစုပေါင်း၄ဦးဟာနေရာမှာလည်းအတိအသေးတေကုံကြတဲ့အကြောင်းအပြင်ကြောင်းအောင်ကြီးနေအိမ်အရာရှိအိတ်ဆောင်ပါဝင်အဆောက်အုံတချို့ပါထိခိုက်ပျက်စီးထားတဲ့အကြောင်းကိုတိထားရတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့မန္တလေးတိုင်းကမိတ်တီလာမြို့နယ်မှာအကြံဖက်စကောင်းစီကတူလက်အောက်ခံပြူစော့တီကောင်းဆောင်ဇော်ယူထွန်းဆိုတဲ့သူကိုစစ်တပ်ကစစ်မှုတန်းကြီးကောက်ခံမှုအပေါ်ဝေဖန်မှုအပြင်စစ်တပ်အရာရှိဗိုလ်မှူးဝေဖြိုးလိုက်ပါလာတဲ့ကားကိုမှန်ချခိုက်မှုတို့နဲ့ဇေကောင်းစီကသူတို့အချင်းချင်းပြန်လဲဖမ်းဆီးလိုက်ပြန်တယ်လို့မိတ်တီလာဒေသခံပြည်သူတို့ချို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ23ရက်နေ့ကပဲအဲ့ဒီစစ်တပ်လက်အောက်ခံမိတ်တီလာပြူစော့တီကောင်းဆောင်ဇော်ယူထွန်းဆိုတဲ့သူကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ မေဒီလာမြို့နယ်အတွင်းစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကစစ်မှုထမ်းအစားထိုးဖို့ငွေကြေးကောက်ခံနေမှုတွေဟာတရားမဝင်တဲ့အကြောင်းတွေလူစားထိုးဖို့အတွက်အလုတ်သွားအလုတ်ပြန်လမ်းမော်ကတွေ့ကြရလူငယ်တွေကိုဖမ်းဆီးပြီးငွေကြေးကောက်ခံနေတာတွေကိုဝေဖန်ရေးသားခဲ့ပါတယ်။အရင်ကလည်းအဲ့ဒီပူစော်တီကောင်းဆောင်ဇော်ယူထွန်းဆိုတဲ့သူဟာမေဒီလာမြို့ဝင်တိုးကိတ်မှာမလိုင်မြို့နယ်ကဘုံမှုဝေဖြိုးမောင်းနေလာတဲ့ကားကိုတားဆီးပြီးတော့မှန်ချမောင်းခိုင်းတဲ့အတွက်စကားများရန်ဖြစ်ခဲ့ဘူးသလို့ အခုတော့မေလ15ရက်နေ့ကပဲစစ်ကောင်စီကသူတို့ဘက်ကလူအချင်းချင်းပြန်ဖမ်းသွားပြီဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီပြစောတိကောင်းဆောင်ဇော်ယူထွန်းဆိုတဲ့သူဟာလီတက်ကအုတ်ခွဲတက်ချက်ကြီးကနေစေးချပြီးထွက်လာတာဖြစ်တယ်လို့အရင်မြောက်ရီရုတ်တမလေးအင်တာဗျူးတွေလုပ်ခဲ့ပူပြီးသူ့ရဲ့တမိုင်းကြောင်းကတော့နာမည်ဆိုးတွေရှိတဲ့အပြင်သူဟာမပတာစစ်တပ်ထောက်ခံသူစစ်စစ်ဖြစ်တယ်လို့ အခုတော့စစ်ကောင်စီဝင်တွေကစစ်မှုထမ်းခြေတွေကောက်နေတဲ့အကြောင်းကိုလူမှုကွန်ရက်ကနေဝေဖန်ရေးသားပြီးတဲ့နောက်မှာပဲသူထောက်ခံအားပေးတဲ့စစ်တပ်ကပဲသူ့ကိုပြန်ဖမ်းသွားတာဖြစ်တယ်လို့မိထီလာဒေသခံပြည်သူတို့ကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းငဇုံမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့မြို့သားရေစကန်ကိုတော်လိုင်းပူပေါင်းတပ်တွေက drone တွေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား9ဦးကတော့အသီးသီးတိတ်ကုန်ကြပြတ်တယ်လို့ အဲ့ဒီစစ်ကောင်စီဝင်မသားအလောင်းတွေကိုတင်ញိုင်းကုန်းမှာမတကြိုရဲပဲသူတို့ရဲ့ yes scan တင်ပါပဲကျင်းတူပြီးမြုပ်ထားကြတယ်လို့ကြောက်စဲခိုင်ပီဒီအမှတ်18လေးလေး drone တရင်ရဲ့တရင်မှုဆရာလေးကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ19ရက်နေ့ကပဲငစုံမြို့နယ်မြို့သား yes scan မှာအင်အား80လောက်ထပ်တိုးထားတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါက်တပ်တွေက drone တွေနဲ့ဇက်တိုက်ပုံကျဲတိုက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစုဝင်နေတဲ့အုပ်စုတဲကိုပါဘုံသီးတွေကြောက်ရောက်ပောက်ကွဲသွားပြီးစစ်ကောင်စီတပ်သား၅ဦးကတော့အသီးသီးသိကုန်ကြတဲ့အပြင်နောက်ထပ်၄ဦးကပြင်းထန်ဒဏ်ရာတွေရသွားသလိုတည်သွားတဲ့သူတို့စစ်သားမပါအလောင်းတွေကိုတော့တင်းကြိုင်ကုန်းမှာလာပြီးမတကြိုရဲပဲသူတို့ရဲ့ yes scan ဒင်းမာတာကျင်းတွေတူပြီးမြုပ်ထားတဲ့အကြောင်းကိုတိထားရတယ်လို့ကြောက်စဲခိုင် PDF အမှတ်18လေးလေး drone တရင်ရဲ့တရင်မှုဆရာလေးကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ရန်ကုန်မြို့ကလှိုင်းတာရရွှေပြည်သားတကုံမြို့တင်မြို့နယ်တွေမှာလန်ခင်ပေးမယ်ဘေးတွဲဆိုင်ကယ်ကယ်ရီလိုင်စင်ထုတ်ပေးမယ်ပေါ်တာအစွဲမခံရအောင်အာမခံမယ်ဆိုပြီးကြံဖို့ပါတီတွေဝင်ကြဖို့စစ်ကောင်စီလက်အောက်ခံထွေအုပ်တွေကပြည်သူတွေကိုအစည်းအဝေးခေါ် PR ပေးချင်းချောင်းနေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့မေလ19ရက်နေ့ကပဲလှိုင်းတာရအနောက်ပိုင်းမြို့နယ်အမှတ်16ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်ဆိုတဲ့သူကရက်ကွက်နေပြည်သူတွေကိုအရေးပေါ်အစည်းအဝေးဆိုပြီးအိမ်တိုင်းလာတက်ဖို့ရက်ကွက်ရုံးကိုခေါ်ပြီးတော့ ကြံ့ဖို့ပါတီတဲ့ဝင်ကြဖို့ဖိအားပေးလာတယ်ဆိုပါတယ်အဲ့ဒီမှာအုပ်ကြီးပြောတာကသူတို့ကြံ့ဖို့ပါတီကသာနိုင်ငံကိုတည်ငြိမ်အေဂျင့်အောင်လုပ်ပေးနိုင်သူတွေလို့ပြောပြီးကျပ်ဖို့ပါတီတဲ့ဝင်းရင်လမ်းတွေပြင်မိမယ်ရက်ွက်ကိုစီပင်ဖွင့်ပြိုးအောင်လုပ်ပေးမယ်အကယ်လို့ကျပ်ဖို့ပါတီတဲ့မဝင်ရင်တော့စစ်မှုထမ်းမှုဖမ်းဆီးခံရဓာတွေအဲ့စင်စစ်ခံရဓာတွေအပါအဝင်ဒုက္ခတွေကြုံရလိမ့်မယ်ဆိုပြီးတော့ပါအုတ်ချုပ်ရေးမှုဥမ္မောင်စိုးသူကချင်းချောက်လာတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ် တပြင်းလိုင်သာယာမြို့နယ်အတွင်းကဆိုင်ကယ်ကယ်ရီဘေးတွင်းမောင်းတဲ့သူတွေအားလုံးကိုလည်းချက်ဖို့ပါတီတဲ့ဝင်ရင်မိသူကမှမဖမ်းဆီးအောင်အာမခံတဲ့အကြောင်းတွေလိုင်စင်မရှိရင်တော့ချက်ဖို့ပါတီဝင်ကပြပြပြီးမောင်းနိုင်တဲ့အကြောင်းတွေကိုပါထွေအုပ်နဲ့ရက်ကွက်အုပ်ကြီးတွေကပြောပြီးစီယုံနေပြန်တယ်လို့ဘေးတွင်းဆိုင်ကယ်မောင်းနေသူတို့ကပြောထားပါသေးတယ်အလားတူရွှေပြည်သားနဲ့ဒဂုံမြို့တဲ့မြို့နယ်တွေမှာလည်းရက်ကွက်အုပ်ချုပ်ရေးမှုတွေကအဲ့ဒီလိုပဲ ပြည်သူတွေကိုကြံ့ဖို့ပါတီတဲ့ဝင်ထားရင်စစ်တပ်ရဲနဲ့မြစ်ဒီအဖွဲ့ကမှနိုင်ကျင့်လို့မရဘူးဆိုတာတွေအပြင်ကြံ့ဖို့ပါတီတဲ့ဝင်ထားရင်စစ်မှုထမ်းဖို့ပေါ်တာဆွဲခံရမှုကနေလဲကင်းဝေးမယ်ဆိုပြီးတော့ပါဖိအားပေးချိန်ချောက်မှုတွေလုပ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေုံခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ